မင်္ဂလာပါရှင်ကျမတေကပါဒီနေ့ဖော်ပြပေးခြင်းတဲ့သတင်းအကြောင်းအရာကတော့မေလ26ရက်နေ့မှာအနောက်တောင်မုတ်တော်လေးဟာမြန်မာတနိုင်ငံလုံးကိုဝင်ရောက်ပြီးတော့အိန္ဒိယနိုင်ငံအရှေ့မြောက်ဘက်အာတမနိမူရာနယ်နဲ့ဘင်္ဂလားဒေ့နိုင်ငံတွေထိဝင်ရောက်နေပြီဖြစ်တဲ့အကြောင်း IMD ကထုတ်ပြန်လိုက်ပါတယ်မြန်မာနိုင်ငံမှာမုတ်တုံမိုးနဲ့အစာပြိုးဖြစ်ပေါ်နေတဲ့လိဖီအာနယ်ရဝန်အင်းဘတ်နိုင်တဘောပီရိုရဲ့အရှင်ကြောင့်ပဲမိုးဦးကာလာမီလာ73ရက်မုတ်တုံစတင်ဝင်ရောက်တဲ့ရက်ကနေဂျွန်လ30ရက်အတွင်းမှာမိုးပြန့်ပြန့်ရွာမဲ့ နေ့တွေရောက်လာပါပဲအနောက်ဘက်တောင်ဘက်နဲ့အရှေ့ဘက်ကဝင်ရောက်လာကြမဲ့မိုးတိမ်တွေအပူချိန်ငွေရည်ဖွေအမှတ်တို့နီးစွမ်းမှုအခြေအနေတွေမူတည်ပြီးတော့ဒေသအလိုက်မိုးနှင်းများကွာခြားတာဖြစ်လာပါမယ်ကြိုတင်ခန့်မှန်းချက်တွေအတွက်လေးရက်စာကြိုတင်ခန့်မှန်းပြီးတော့စောင့်ကြည့်ကမိမိသက်ဆိုင်ရာဒေသအလိုက်မိုးနှင်းများကိုကိုယ်တိုင်ချင့်ချိန်မှတ်ယူနိုင်တယ်လို့ဆိုပါတယ်ဒါအပြင်မြေကြီးနေကိုတော့မိုးစလကမေလ26ရက်နေ့ထုတ်ပြန်ကြမှာတော့ Google Flow ဟာ GFS က real time status တွေနဲ့စောင့်ကြည့်ရပါတယ် GFH မှာတော့မြကြီးနားမှာမြေရည်အခြေအနေက normal ပုံမှန်အခြေအနေရှိနေသေးပြီး3ဘေးရင်မှတ်1နဲ့ level ရောက်ဖို့လည်းလိုနေသေးတာတွေ့ရပါတယ်။ချင်းတွင်းမြေမြောက်ဖျားပိုင်းမှာလည်းပဲရေတက်နေတာရှိပေမဲ့လည်း3ထားရမယ့်ရေမှတ်ကိုမရောက်သေးပဲအတော်လိုနေသေးတာတွေ့ရပါတယ်။မုံရမျိုးမှာတော့ချင်းတွင်းမြေက +105 cm နဲ့အတက်ကျန်းနေတာတွေ့ရပါတယ်။ ARE မြေအောက်ဖက်ဒေသတွေမှာတော့မိုးကြချိန်မြေရည်အတက်ကျန်းလာတဲ့အခါမှာကမ္ဘာပြိုနိုင်တာတွေသတိထားကြရပါမယ်။ မနေ့ကညောင်တော့မှာကဘာပြိုတဲ့တဲ့အိမ်တွေရေထဲပါတဲ့တဲ့တွေတွေ့ပြီးလဲဖြစ်ပါတယ်။အခုချိန်တိတော့မြင့်ရေကြီးပြီးရေလွမ်းနိုင်တဲ့အချိန်တွေကမင်းဆိုင်ချောင်းနဲ့တောင်းရင်မြင့်မြားတွေပတ်မှာပဲရှိနေနိုင်အောင်ပဲလို့မလို့သာသူတေတီအွန်လိုင်းကမေလ26ရက်ဒီနေ့မိုးလဲ2:20မိနစ်20ချိန်မှာထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ဆက်လက်ပြီးတော့လည်းနေ့စဉ်မိုးလေဝသတင်းကိုဖော်ပြပေးပါမယ်။2025ခုနှစ်မေလ26ရက်နေ့ဒီနေ့မိုးလဲ2နာရီချိန်ထုတ်ပြန်ကြမှာတော့ဒီနေ့မနက်9နာရီခွဲအချိန်ကနေ ဂျပန်နေ့မနက်9:00နာရီခွဲအချိန်ကတည်းကဒီနေ့မနက်9:00နာရီခွဲအချိန်ထိမလို့သားတိုင်းထွာချက်တွေရတော့လွန်ခဲ့တဲ့24နာရီအတွင်းကရှမ်းပြည်နယ်မြောက်ပိုင်းမှာနေရာကချင်ပြည်နယ်၊ကယားပြည်နယ်နဲ့ရခိုင်ပြည်နယ်မှာနေရာဆင်းဆင်းနဲ့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာနေရာအနှံ့ပြားမိုးထစ်ကြုံရွာသွန်းပြီးတော့မကွိုင်းဒေသကြီးမှာဒေသအလိုက်နဲ့နှိပ်ပြီးတော့ရောင်တိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊ဗိုးတိုင်းဒေသကြီးနဲ့စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းမှာနေရာကွက်ပြီးမှုကြီးခဲ့ပါတယ်။နေ့ပူချိန်ကတော့ကရင်ပြည်နယ်မှာမေလရဲ့ပြည့်မြောက်ပူချိန်ထက်3ဒီဂရီဆယ်စီယပ်နဲ့ရခိုင်ပြည်နယ်မှာမေလရဲ့ပြည့်မြောက်ပူချိန်ထက်2ဒီဂရီဆယ်စီယပ်ပိုခဲ့ပြီးတော့မကွိုင်းတိုင်းဒေသကြီးချင်းပြည်နယ်နဲ့ ရှမ်းပြည်မြောက်ပိုင်းနဲ့တောင်ပိုင်းမှာမေလရဲ့ပြက်မြောက်မှုကြောင့်အောင်နှစ်ဒီဂရီဆယ်စီယက်၊ရောင်းတိုင်းဒေသကြီးမရီတိုင်းဒေသကြီးနဲ့ကချင်ပြည်နယ်မှာမေလရဲ့ပြက်မြောက်မှုကြောင့်အောင်၃ဒီဂရီဆယ်စီယက်ကနေ၄ဒီဂရီဆယ်စီယက်အထိစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းမှာမေလရဲ့ပြက်မြောက်မှုကြောင့်အောင်၅ဒီဂရီဆယ်စီယက်ကနေ၆ဒီဂရီဆယ်စီယက်အထိနဲ့ စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းမှာမေလရဲ့ပြည့်မြောက်မှုချိန်အောက်ခရစ်တီတီဆက်စီရဲ့ရွေးနေခဲ့ကကျန်တိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာမေလရဲ့ပြည့်မြောက်မှုချိန်ကသာရှိခဲ့ပါတယ်။25ရက်5လ2025မှာဖြစ်ပေါ်ခဲ့တဲ့ထူးခြားတဲ့နေ့မှုချိန်ကတော့ညောင်လေးပြည်မြို့မှာ38.9ဒီဂရီဆက်စီရဲ့မြေမှုမှာ38.4ဒီဂရီဆက်စီရဲ့မကွေးမှာ38.3ဒီဂရီဆက်စီရဲ့အောင်လမ်းမှာ36.4ဒီဂရီဆက်စီရဲ့ကွန်ကရစ်မှာ36.3ဒီဂရီဆက်စီရဲ့ချောင်းမြို့မှာ35.8ဒီဂရီဆက်စီရဲ့ဆင်ယူကျွန်းမှာ35.9ဒီဂရီဆက်စီရဲ့တောင်ရင်းကြီးမြို့မှာ35.3 35ဒီဂရီဆယ်စီယပ်နဲ့တောင်ဝူလေကြောင်းမြို့လို့အသားနဲ့ဖမ်းအားမှာတော့35.3ဒီဂရီဆယ်စီယပ်တွေဖြစ်ကြပါတယ်။မှတ်သားပေါ်ရာမွေးချိန်ကတော့တောင်ဝူလေကြောင်းမြို့လို့အသားမှာတော့3.9လေးလက်မှလဲဝူမှာ3.11လက်မှတောင်ဝူနဲ့ပေါင်မြို့မှာတော့2.66လက်မှစဉ်ကိုကိုကျွတ်မှာ2.4လက်မှခရမ်းမြို့မှာ2.43လက်မှချောင်းမြို့မှာ2.36လက်မှအီလာမြို့မှာ2.21လက်မှဖောင်းပြင်းမှာ2.23လက်မှရွာငံမှာ2.1လက်မှနဲ့မြင်းကြံမှာ2.13လက်မှတွေဖြစ်ကြပါတယ်။ပင်လပင်လောချင်းတွေကတော့ကပ်လီပင်လေပင်ပင်လပင်လောတောင်ပါ င်းနဲ့ရှေ့လယ်ပိုင်းမှာမုတ်တုံလေးအားကောင်းရာကနေအားလုံးကောင်းနေပြီးတော့ကြံပင်လာပင်လယ်မှာမုတ်တုံလေးအားတဲ့တဲကနေအားကောင်းပါတယ်။မြက်ပါမနေ့ချင်းဒီခမ်းမန်းချက်ကတော့ကရားပင်နယ်နဲ့ရှမ်းပင်နယ်မြောက်ပိုင်းမှာနေရာစိစိနဲ့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာနေရာအနှံ့ပြမိုးထွေချုံရွာသွန်းပြီးတော့နေပြီးတော့ရောင်တိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊ဘိုးတိုင်းဒေသကြီး၊မွေးတိုင်းဒေသကြီး၊အေရဝတီတိုင်းဒေသကြီး၊တရင်းတိုင်းဒေသကြီး၊ကရင်ပြည်နယ်နဲ့ ။မွန်ပြည်နယ်မှာနေရာကွက်ပြီးမှုကြည့်ပါမယ်။ရွှေရံတို့ပြည်ဖြစ်ပါတယ်။မိုးတိတ်တောင်ဖြစ်ပေါ်မှုချင်းတွေကတော့ရောင်တိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊အေရော်တိုင်းဒေသကြီး၊သတင်းနိုင်တိုင်းဒေသကြီး၊ကချင်ပြည်နယ်နဲ့ရခိုင်ပြည်နယ်မှာမိုးတိတ်တောင်ဖြစ်ထွန်းလျက်ရှိပြီးတော့အဆိုပါမိုးတိတ်တောင်ရေရှားရနေရာတခြားမှာတော့မိုးရသွန်းနာတွေနဲ့အတူတူလေပြင်းတွေတိုက်ခတ်တာမိုးထစ်ကြုံတာမိုးကြိုးပြတာလျှက်စီးပြတာ လက်တာနဲ့မူတိကျွေတာစတဲ့မလူဝတာဖြစ်စဉ်တွေဖြစ်ပေါ်နိုင်တဲ့အတွက်ကြိုတင်သတိပြုနိုင်ဖို့အကြံပြုလာတာဖြစ်ပါတယ်။မြမပင်လယ်ပြင်မှာမြမကန်ရက်တရှောင်းနဲ့ကန်တော်ပင်လယ်ပြင်မှာတခါတရံမူတက်လေပင်နေကြရောက်ပြီးလှိုင်းကြည့်ပါမယ်။မူတက်လေပင်ကြရောက်စင်မှာရေပြင်းမြေပြင်လေပင်ဟာတနအေကို35မိုင်ထိတိုက်ခတ်ပါမယ်။လှိုင်းပြင်ဟာမြမကန်ရက်တရှောင်းနဲ့ကန်တော်ပင်လယ်ပြင်မှာ9ဘီကနေ13ဘီခန့်ရှိပါမယ်။နောက်နေ့အတွက်ခမန်းကြကတော့ရောက်တိုင်းဒေသကြီး၊ဘိုးတိုင်းဒေသကြီး၊မိုးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီး၊အေရတိုင်းဒေသကြီး၊တရင်းတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့ရခိုင်ပြည်နယ်မှာမိုးထစ်ချုံပြီးနေရာကွက်ပြီး င်ကိုကြည့်ပါမယ်။နေပြည်တော်နဲ့နေတော်အတွက်မနက်ဖြန်နဲ့ချိန်လေးခံမှန်းကြဟာမိုးတင့်တဲ့ထေချုံစွာသွန်းပြီးတော့တခါတရံမိုးတည်ပါမယ်။ရွံရံနှုတ်ပြဖြစ်ပါတယ်။ရောင်မြို့နယ်နေတော်အတွက်မနက်ဖြန်နဲ့ချိန်လေးခံမှန်းကြဟာမိုးတင့်တဲ့ထေချုံစွာပြီးတော့တခါတရံမိုးတည်ထမ်းပါမယ်။ရွံရံနှုတ်ပြဖြစ်ပါတယ်။မန္တလေးမြို့နယ်နေတော်အတွက်မနက်ဖြန်နဲ့ချိန်လေးခံမှန်းကြဟာမိုးတစ်ချိန်နှစ်ချိန်ထေချုံရပါမယ်။ရွံရံရံနှုတ်ပြဖြစ်ပါတယ်ရှင်။ ဆက်လက်ပြီးတော့မိုးကြီးနိုင်တဲ့ဒေသတွေအသေးစိတ်ခန့်မှန်းချက်ကိုပေါ်ပြပေးပါမယ်။ဒီနေ့မွန်းလဲတနားရီကနေညနေ6နာရီခန့်မှန်းချက်မှာတော့ဒီနေ့မွန်းလဲတနားရီချိန်ကနေညနေ6နာရီတွင်ဖားကန်ကောင်းမိုင်းအန်ဒိုဂျီဟိုပင်မိုးညင်းနမတီမိုးကောင်းစင်ပေါ်မြကြည်နာဝိုင်းမော်ဆက်တော်တော်ဖို့ရန်အင်ဂျန်ရန်မျိုးလာရွှေကိုမျိုးတဲ့ဆော်လော့ချီဝေးနောင်မော်လေရှိလက်ဟဲဘတ်မောက်မြောင်ရေစကြုံမြင်းချံပကုတ်ကုံငရုတ်ကောင်းဟိုင်းကြီးကျော်လာပေါ်တာပြင်စလို့ငဘူတော်ပသိမ်ကြောက်ကြီးစွာရေးရာရှင်တောင်ငူထားတဲ့ပင်ကေတုမနီ လက်တူတန်တော်တန်တော်ကြီးလေဝေအီလာပြိမနာဥဒရတိတိပုပ္ပတိတိဒခိဏတိတိဆေယတိတိတက်ကုန်ဘုရားသုံးစုကြုံတော်ကော့ဂရိတ်ဘေးလင်တထုံလက်မိုင်းခောစာတဝဲလောင်းလုံးရေပြူတည်ရဲ့ချောင်းကလင်အောင်မြတ်တာပလောက်ပလောကျွန်းစိုးနယ်ဘိမျိုးမှာတော့နေရာကွက်ပြီးမူကြည်တာမိုးတဲထန်တာတွေမိုးချိုးပြတ်တာတွေဖြစ်ပေါ်နိုင်တယ်လို့ခန့်မှန်းထားပါတယ် ဒါအပြင်ဆရာဝန်နိုင်ရဲ့တရားဥပဒေမိုးရွာနိုင်ခြင်းခံမှန်းချက်မှာတော့မွန်တိုင်းဖြစ်လာပြီးရင်လမ်းကြောင်းကြိုတင်ခံမှန်းချက်ကအခုချိန်ထိနောက်ဆုံးရရှိတဲ့ကြိုတင်ခံမှန်းချက်အရတော့မြန်မာတိကိုဝင်နိုင်မဲ့29ရက်ညပိုင်းလောက်ထိလို့ခံမှန်းထားတယ်။ဗင်္ဂလားဒေ့ကိုဝင်နိုင်မဲ့29ရက်ညပိုင်းလောက်လို့ခန့်မှန်းထားပါတယ်။လမ်းကြောင်းကကန်ယိုရန်နယ်ပူနီလီပူများနိုင်နေပါပဲ။တရားဥပမာ28ရက်ကနေ31ရက်ထိတော့မိုးဆက်တိုက်ရွာသွန်းပြီးတော့မိုးများနိုင်တယ်လို့လည်းဆိုပါရတယ်။ဆက်လက်ပြီးတော့မုတ်တုံလေအကောက်နေတာကြောင့်အခုတစ်ပတ်အတွင်းမှာနေရာကွက်ပြီးမိုးကြီးနိုင်တဲ့ကြောင်းဖော်ပြပေးပါမယ်။ လို့တော်လေအားကောင်းနေတာကြောင့်ဒီတစ်ပတ်အတွင်းမှာမေ26ရက်နေ့ကျော်၂ရက်နေ့အထိတိုင်းနယ်ပြည်နယ်နှံပြားမှာနေရာကွက်ပြီးမူကြီးမှာဖြစ်ပြီးလေဖိအားနဲ့ရောင်းကလည်းဖြစ်ပေါ်နိုင်ကြောင်းသိရပါဗျ။ကပလီပင်လယ်ပြင်နယ်ဘင်္ဂလားပင်လယ်မှာလေလုမငြိမ်သက်မှုဖြစ်ပေါ်လာနိုင်တာမိုးတော်လေအားကောင်းနေတာနဲ့အပူပြန်တဲ့တိမ်နေဖြစ်တော်မူအားကောင်းနေတာကြောင့်မွေးလို့သားနဲ့ဇလားပြည်တိုင်းညွှန်ကြားမှုဦးစီးဌာနမိုးစလားကမေလ26ရက်မှာထုတ်ပြန်ပါတယ်။လေဖိအားနဲ့ရောင်းမဟုတ်ပဲလက်ရှိဖြစ်ပေါ်နေတဲ့နေရာကွက် JDWC ကတင်နေရာပြပေးထားတာတော့ကြောက်ပြရဲ့နောက်ဘက်ဘင်္ဂလားပင်လယ်မြောက်ပိုင်းမှာဖြစ်တဲ့ကြောင်းတွေ့ရပါတယ်။ဆက်လက်ရွေးရှားနိုင် မယ်လမ်းကြောင်းခမန်းချက်ရမန်နိုင်ငံဘုံဥပဒေရွေးရှားနိုင်ဖို့မတွေ့ရပဲစိုက်ကလုံးမုန်တိုင်းဖြစ်နိုင်ခြင်း80ရာခိုင်နှုန်းထိကိုရော့ကျလာကြောင်းတွေ့ရတယ်လို့မွလဝတလီလာတို့အုံးနိုင်ကသူ့ရဲ့လူမှုကွန်ရက်မှာအတည်ပြုပါတယ်ဒီတစ်ပတ်တွင်ကပ်လီပင်လယ်နဲ့ဘင်္ဂလားပင်လယ်တို့မှာလိပိအားနဲ့ရောင်းတကြိမ်ဖြစ်ပေါ်နိုင်ပြီးတော့မုန်တိုင်းငယ်နဲ့ပြင်းရပြင်းရနယ်ဝင်ရောက်မဲ့လမ်းကြောင်းကိုဆက်လက်စောင့်ကြည့်ဖို့လိုအပ်တဲ့ကြောင့်မြို့သားညီညီအစိုးရအန်ယူဂျီလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးရန်နယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးကလည်းထုတ်ပြန်ပါတယ် ဒါအပြင်ဆိုဝါမုံတုံအကောင်းလာကြောင်းနေပြီးတော့ရောင်တိုင်းမန္လေးတိုင်းပဲခူးတိုင်းမကွေးတိုင်းစကိုင်းတိုင်းအေရီတိုင်းတရဲနာရီတိုင်းကချင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မှာမိုးထစ်ကြုံရွာသွန်းမှာဖြစ်ပြီးတော့နေရာကွက်ပြီးမိုးကြီးနိုင်မှာဖြစ်ကြောင်းလည်းသိရပါဗါးဒါအပြင်မိုးသက်သက်ဆောင်ရွာသွန်းတာတွေနဲ့အတူတူလေပြင်းတွေတိုက်ခတ်တာမိုးထစ်ကြုံတာမိုးကြိုးပြစ်တာလျှက်စီးလက်တာမိုးသီးကြွေတာလျှက်ရွက်ရေကြီးတာနဲ့မြေပြိုတာတွေဖြစ်ပေါ်လာတယ်လို့သတိထားနေထိုင်ကြဖို့လည်းအသိပေးအကြောင်းကြားလာခဲ့ပါဗါးမြန်မာတနိုင်ငံလုံးမှာနေမှုခြင်းတွေဟာပုံမှန်မှုခြင်းရောက်ကြဆင်းနိုင်ကြောင်းလည်းအန်ယူဂျီရဲ့လူသားချင်းစာနာထောက်ထားရင်းနဲ့ဘီအန်အန်ဆိုင်ရာစ ီမံခန့်ခွဲရေးဝန်ကြီးဌာနကဆူထားပါရရှင်။ဆက်လက်ပြီးတော့ရေကြီးခြင်းသတိပေးချက်ကိုဖော်ပြပေးပါမယ်။2025ခုနှစ်မေလ26ရက်နေ့မွန်လတနေ့ချင်းထုတ်ပြန်ကြမှာတော့ဒီနေ့မြမစံတော်ချင်း17နိုင်ခွဲချင်းတိုင်းထွာချက်တွေရမင်းဆိုင်ချောင်းရတာချီလေးမြုံလွယ်တဲ့ခန်းကြီးပါမှာရင်းမြို့ရဲ့စွန့်ရင်ရေမဟောင်းတပေကမှာရောက်ရှိပါရတယ်။အစောပိုင်းချောင်းရကတော့နောက်17နိုင်အတွက်မှာရင်းမြို့ရဲ့စွန့်ရင်ရေဘက်ကိုရောက်ရှိပါမယ်။ဒါကြောင့်တာချီလေးမြုံနယ်အတွက်မှာရှိတဲ့မြေကမ်းလေးနဲ့မြေနေပိုင်းနေထိုင်သူတွေအနေနဲ့အထူးသတိပြုနေထိုင်ကြဖို့အကြံပြုလာတာဖြစ်ပါတယ်။ဆက်လက်ပြီးတော့မေလ26ရက်အတွက်မလို့တာခံမှန်းချက်ကိုဖော်ပြပေးပါမယ်။ ဘင်လားပင်တော်ကျင်းကြီးကတော့ကပ်ပြည်ပင်လယ်ပြင်နဲ့ဘင်လားပင်တော်မှာတင်းတင်းတဲကနေတင်ယူထပ်ပြီးတော့မိုးတုံလေးအားကောင်းရာကနေအားလုံးကောင်းပါမယ်။ပင်လယ်ပြင်ကျင်းကြီးကတော့တင်းနိုင်ကင်မရာ၊ရခိုင်ကင်မရာ၊မိုးတမောက်ခွေနဲ့မြို့ဝကျောပေါ်ဒေသတွေမှာတခါတရံမုတ်သက်လေးပင်ကြားရောက်ပြီးတော့အနောက်အနောက်တောင်ဘက်ကနေတနအိကိုမိုင်30ကနေ35မိုင်ထိတိုက်ခတ်ပါမယ်။လေပြင်းတိုက်ခတ်တာကြောင့်ပင်လယ်ပြင်မှာလှိုင်းကြည့်ပါမယ်။မိုးချင်းကြီးကတော့နေပြီးတော့အေရာတွေတိုင်းမကွေတိုင်းတင်းနိုင်တိုင်းရှမ်းပြည်နယ်ခရင်ပြည်နယ်၊ကရင်ပြည်နယ်ချင်းပြည်နယ်၊ရခိုင်ပြည်နယ်နဲ့မိုးပြည်နယ်မှာနေရာနှံ့ပြမိုးထကြုံရွာသွန်းပြီးတော့စကိုင်းတိုင်းမန္တလေးတိုင်းရန်ကုန်တိုင်းမကွေတိုင်းနဲ့ကချင်ပြည်နယ်မှာတော့နေရာဆိတ်ဆိတ်မိုးထကြုံရွာသွန်းပါမယ်။ ။တချို့ဒေသတွေမှာနေရာကွက်ပြီးမူကြည့်ပါမယ်။နေဖို့ချိန်ကတော့မြန်မာနိုင်ငံတဝန်းလုံးမှာပုံမှန်အပူချိန်အောက်ကြာဆင်းပါမယ်ရှင်။